အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတက်တဲ့အားလုံးမင်္ဂလာပါမနေ့ကတော့ Mikel Arteta ရဲ့ Arsenal ကအဝေးကွင်းပေါ်နေ Sunderland ရဲ့ကွင်းမှာတစ်ဖက်နှစ်ကိုးစီတည်ကျသွားတယ်တည်ကျသွားတဲ့နောက်ဆက်တွဲမှာဘယ်လိုပြောမလဲဆိုတော့ပြိုင်ပတ်ပေးတက်တည်ပြိုင်ပတ်အသင်းတွေကတော့ဝမ်းတာကောင်းဝမ်းတာနိုင်မယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းစိတ်ပျက်စရာဖြစ်ပေမဲ့ performance ရကြည်တော့အရင်စိတ်ပျက်စရာတော့မရှိဘူးဗျ။ဘာလို့ဆိုတော့ပြိုင်ပတ်ကိုလည်း credit ပေးဖို့လိုအပ်တယ် ဘာလို့ credit ပေးဖို့လဲဆိုတော့ Sunderland ကစားဖို့ဘယ်လောက်ထိမကြောလဲပြီးတော့ Sunderland ဟာ completely different type of Arsenal တို့ကမတူညီတဲ့ခက်ခဲတဲ့ပြိုင်ပတ်မျိုးဖြစ်သွားတယ်အထူးသဖြင့်သူတို့အရန်အားတန်လုံးနဲ့ set piece သူတို့အရန်အားတန်လုံးနဲ့ physical presence တွေဟာ Arsenal ဥပမာပြကျွန်တော် Newcastle နဲ့ Arsenal ဆိုလိုမျိုးဒါပေမဲ့ Newcastle က at least တော့ပွင့်လယ်မှာဘောလုံးတွေကိုကင်ထားတယ်ဘောလုံးတွေကိုကင်ထားတယ်တောင်ပန်းတွေကိုဆွတ်ထွက်သွားတယ် cross town နဲ့ ဆက်ပြီးစီကိုအားကိုးတာမှန်တယ်ဒါပေမဲ့အက်လီစရိုကွင်းလည်းမဘောလုံးနေကစားတယ်အာဆင်ရဲ့ဘတ်လိုင်းကိုတကယ်ဖေးစီကစားမတွေနဲ့ပရက်ရှာပေးတယ်ကန်တယ်ဆိုတော့အထက်တကအိုက်ကစားကွက်အတွက်သူ့မှာလုံလောက်တဲ့ပရေယာပြင်ဆင်မှုတွေရှိတယ်ဆန်ဒလန်က completely different အခု DR ဒီအာဆင်တွေ့ဘူးတဲ့အတင်းတော့လုံးဝမတူတဲ့ different အဲ့ဒါပါလဲဆိုတော့ just long ball just long ball long ball ဆိုတဲ့သဘောတရားကပါလဲဆိုတော့ကျွန်တော်အမြဲတမ်းကျွန်တော်အာဆင်နယ်ပွဲကြီးတဲ့ခါမှာကျွန်တော်အမြဲတမ်းသိတဲ့တစ်ချက်ချက်ကဘာလဲဆိုတော့အာဆင်နယ်အသင်းရဲ့ one of the weakest ကအခုချိန်ထိရှိသေးတယ်ဆိုတော့ကျွန်တော်တို့ခံစစ်တောင့်တင်းလာတာမှန်တယ်ကျွန်တော်တို့ရန်တင်းငိမ့်လာတာမှန်တယ်ဒါပေမဲ့ area တွေကိုလောင်းဘောတွေချအရက်ရှိတဲ့ကစားမတယောက်နဲ့ဝင်တိုးပြီဆိုရင်အဲ့ခေးရောဖြစ်တယ်ဗျာဥပမာကျွန်တော်တို့ကိုယ်တိုင်ဂိုးတွေရရနေတဲ့တောက်ကဘိုးရဲ့ formula ပြောပြမယ်ထုံးစံတိုင်းအတန်းနေထဲတယ်ဟိုးဘက်အစုံစုံမှာတွားနေတယ် area တွေပြောင်းလာတယ်ရှုပ်ရှက်ခက်တဲ့ကြားမှာခေးရောဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကတေချာ concentrate လုပ်ပြီးတော့ကျွန်တော်တို့ရှီရအောင်လုပ်ပြီးတော့မှခေါင်းတိုက်သွားတယ် တိုက်ချပေးတယ်ပိတ်တယ်ဆိုတော့ကျွန်တော်တို့က key of football မှာတော်တော်လေးအားကောင်းတဲ့အချိန်မှာတကယ်တမ်းကိုယ့်ကိုအဲ့ key of ပုံစံနဲ့ပြန်ပြီး pressure ပေးနိုင်တဲ့အသေးမရှိမှုရှိတယ်ဥပမာ Brentford ဆိုရင်လက်ပစ်ပေါ်အဲ့လက်ပစ်ပေါ် key of ဖြစ်တယ်ဗျာဒါပေမဲ့တပွဲလုံးမှာပွဲတိုင်းကြီးပါတော့ key of ဖြစ်ဖို့ခက်တယ်ဒါပေမဲ့ Sunderland ရဲ့နီးပြရဲ့ view ဟာကအဲ့ဒါအဲ့ view ဟာကိုအားထည်ထားလို့ဒီမလုပ်နိုင်တာ Gabriel နဲ့ Saliba ကိုကြည့်ဗျာအောက်ဘောတွေအကုန်သူတို့နိုင်တယ်အဲ့လောင်းဘောတွေဆိုရင် အဓိကကလောင်ဘောဆိုတာအပေါ်ဘောကသူတို့ရှင်တိုက်နိုင်တယ်ဒါပေမဲ့ဆန်ဒလန်ကလည်းသူတို့နဲ့50 50ဒီပါတိုက်တာဒါမှတော့အပေါ်ဘောတစ်လုံးထောင်လိုက်လို့ရှင်ဂါဘရီယယ်တစ်ချက်ခုန်တိုက်တယ်နောက်တစ်ခါကျရင်ဆန်ဒလန်ကတစ်ခါပြန်ဦးသွားတယ်ဘာဂါဘရီယယ်ကတိုက်လိုက်ဆန်ဒလန်ဦးသွားလိုက်ဆန်ဒလန်ဦးသွားလိုက်ဆလီဘာတိုက်သွားလိုက်နဲ့50 50ပထမပိုင်းတစ်ပိုင်းလုံးကိုကြည့်ပြ first ball ကောက်တာလည်းသူတို့ပဲ second ball ကောက်တာလည်းသူတို့ပဲ ဆိုတော့အဲ့ဒါဘာဖြစ်လဲဆိုတော့ Arteta နဲ့ Arsenal တို့က completely different ဒုတိယပွဲမှာကျွန်တော်တို့အတွက်ပြဿနာဖြစ်အခုဒီဒီချိန်က okay map ပြန် Arsenal နဲ့ Sunderland ပြန်ကမ်းမယ်ဆိုတော့ Arteta တေချာပြင်ပြီမတူအဲ့ကြိုက်ကျွန်တော်နိုင်မှာပြောချင်တဲ့သဘောတရားပါလဲဆိုတော့ Sunderland မနေ့ကကိုးသွင်းသွားတယ်တွင်ကို2ကိုလုံးအချင်းသူတို့ target shot target နှလုံးမရနှကူးကိုးသွားတယ်အဘာလဲပေါ့ဆဲအကုန်ထဲပထမတလုံးလေးဂိုးသမားလှမ်းကပြီးတော့ area ပေါ့ဆဲကိုထည့်လိုက်တယ်ဟီယိုဖြစ်တဲ့ရှုပ်ရှက်ခဲ့တဲ့ကြားပြုတ်ကျလာတယ်အဲ့ပြီးတော့မှ ball တွင်သွားတယ် တကယ်ဆိုရင်ကျွန်တော်တို့က IKEOS နဲ့ပတ်သက်လို့ defining လုပ်တဲ့ပိုင်းအားနဲ့တာတစ်ချက် Raya ကိုကျွန်တော်အပြစ်မပြောဘူး။ तू စိတ်ခဲ့တဲ့ပွဲတွေဘာမှမနည်းဘူး။ဒီနေရာမှာကျွန်တော်တို့ကိုတိုင်ပွဲကို kill လုပ်လိုက်တဲ့ chance တွေရှိတယ်လို့တူတူဖြစ်သွားပြီးတဲ့အချိန်မှာ Ricardo Calafio ရီကောင်းတိုက်ချက်ရဲ့ Mikel Merino အပိုင်ကန်သွင်းချက်အဲ့အစောပိုင်းတုန်းက2-1ဖြစ်ဖို့လုပ်တဲ့အချိန်မှာမီကယ်မိုရီနိုရဲ့အပိုင်ကသွင်းချက်ဇူပါမန်တီနှလုံးရတယ်တလုံး white ဖြစ်သွားတယ်တလုံးတိုင်ထိတယ်အဘရီချီအဲစီနှလုံးလောက်ရတယ်ဆိုတော့ကျွန်တော်တို့ဘက်ကလည်း ကိုလုံလောက်စွာရတဲ့ chance ကြီးအများကြီးရှိခဲ့တယ်။ဆိုတော့ကိုယ့်ရဲ့ chance ကိုကို finishing မလုပ်နိုင်ဘူး clinical ဖြစ်တာနောက်တစ်ခုကကျွန်တော် video quest ကိုဘလောက်ထိ miss ဖြစ်ရလဲဆိုတာအသိသာအကြီး။ဘာဆိုတော့ same old story ကစားကွက်ဖြစ်လာတာနဲ့ your quest မရှိတာ your quest ကပြိုင်မဲ့ concept တွေကို stretch လုပ်တာညာဘယ်ဟိုဆွဲခေါ်သွားလိုက်ညာဟိုဆွဲခေါ်သွားလိုက်ဆိုတော့တောင်ပံတဲ့ဆန်တဲ့ဘက်ကြားက space ကိုအကျယ်ကြီးခြားပြစ်လိုက်တာ။ ချာပြလိုက်တဲ့အခါတော့ white position များရှိတဲ့ကောင်းလေးနဲ့ center back နှစ်ကောင်ကဟိုဘက်ကိုသွားပူးလို့မရဆိုတော့ yorker ကအဲ့လိုဆွဲဆွဲခေါ်သွားတဲ့အခါဘာဖြစ်သွားလဲဆိုတော့ saka နဲ့ martinelli ပဲဖြစ်ဖြစ် saka နဲ့ trosso ပဲဖြစ်ဖြစ်အိုက်ကစားမတွေဟာတောင်ပံမှာ 1v1 ပြိုင်ဘက်ကိုကြော်ဖြတ်ရုံနဲ့နှစ်ယောက်သူတို့ကို double up မလုပ်တာဆိုတော့ dr ကလည်း arsenal အတွက်မနေ့ကတော်တော်ဒီေးပါတယ် vitin yorkeres ကဂိုးသွင်းဖို့မသွင်းဖို့အတွက် arsenal ကိုကစားကဘလောက်ခြောက်သေးလဲဆိုတော့ကျွန်တော်မနေ့ကတော်တော်လေးကောင်းကောင်း realize ဖြစ်သွားတယ်ဆိုတော့ကိုအမြဲတမ်းဒီလုံးလေးထားမရှိတဲ့ လောက်ဘို chaos ဘို ਨੇ area pause ကိုခဏခဏချပြတဲ့ပုံစံမျိုးအဲ့ဒါကကိုဘလောက်ကောင်းကောင်းဘယ်အသိမဖြစ်ဖြစ်အဲ့လိုမျိုးကစားကိုခတ်တယ်ဗျာဘာလို့ကျွန်တော်မှတ်မှတ်ရအဲ့လိုမျိုး area တွေမှာ bounce ပါတယ်ဖြစ်ပြီးတော့တိုင်ပတ်ရောပထမကိုသူကြည့်လိုက်ကာဘီရဲ့ကောင်းတိုက်နိုင်ပေမဲ့ bounce ဖြစ်တဲ့ခါမှာပို့ပြီးတော့စနစ်ကျပြီးတော့ champion ကောင်းတဲ့ကောင်း ကိုကအရင်ဦးထားရင်မရဘူးအဲ့တော့ပထမကိုပေးလိုက်ရတာအဲ့လိုပုံစံပဲဒုတိယကိုပေးတာလည်း similar ပဲဆိုတော့ဒါကအာစနယ်ကောင်းကောင်းသင်ကန်းစာယူရမယ်မနေ့ကပွဲနဲ့ပတ်သက်လို့တည်ကြတဲ့ပတ်သက်လို့ကျွန်တော်ဘက်ကအမှန်တိုင်းပြောတော့ကိုတော့94 95 minute တိမှာအနိုင်ကိုသွင်းပြီးတော့ပျော်ခဲ့တာပဲဒီလိုပဲကိုလည်းတစ်ချိန်ချင်းတော့ပြန်ပေးရမှာဒါပေမဲ့တည်ကြသွားတဲ့အကြောင်းပေးသက်တယောက်နေတော့အတိုက်တာတူကြီးတော့ဗျာစိတ်ပြတ်တာပေါ့ဒါပေမဲ့လည်း in terms of ကစားတဲ့ play style ကစားတဲ့ပုံစံအနေထားမနေ့ကလုံလောက်တဲ့ကျွန်တော် chance တွေ create လုပ်တဲ့အပိုင်းနဲ့ကြီးတော့ကျွန်တော်တိတ်ပြီးတော့စိတ်မပြတ်ဘူးအဲ့ဒီဘိုင်းတော့ကျွန်တော်ချီတယ်ဒါပေမဲ့ Arteta အနေနဲ့စောင်းရသည်ဝင်လာပြီးဆိုရင်ဒီကောင်နေတိုင်ပတ်ပြီးဆိုတဲ့ logic ကိုတော့ဒီဟာဒီမှာတော့ကျွန်တော်လက်မခံနိုင်ဟုတ်တယ်ကန်ဆိုးတဲ့ဘိုင်းတစ်ဖန်ရှိတယ်အဲ့ဒါပါလဲဆိုတော့ Arsenal ဟာစပြီးတော့ tempo ကျလာတယ် အဓိကကစားမတွေ injury ဇက်တိုက်ဇက်တိုက်ဖြစ်နေတဲ့ပြဿနာပဲအဲ့ injury concern ကတော့ Arsenal အတွက်နည်းနည်းတော့သတိထားရမယ်ဘာလို့ဆိုတော့တကယ်ရေးကြီးတဲ့နေလားငါကကံပြီဆိုကျွန်တော်တို့မှလူမရှိဘူးတကယ်အရေးပါတဲ့ကစားမတွေတကယ်အရေးပါတဲ့အချိန်မှာဒဏ်ရာရကစားမတွေအများများတာထားပါတော့ international break ပြီးသွားလို့ရှိရင်ကျွန်တော်တို့အကုန်ပြန်လာမယ်ဒါပေမဲ့မနေ့က Arsenal သင်းရဲ့အရန်စင်းမှာဗျာဒဏ်ရာရနေတဲ့ကစားမအကြီးအတွက်ကတော်တော်များတာဗျာအရန်မှာကျွန်တော်တို့ဒဏ်ရာရတဲ့ကစားမတွေကိုကြည့်လို့ရှိရင် Yorkrest ရှိတယ်, Martinelli ရှိတယ်, Odiga ရှိတယ်, Kai Havertz ရှိတယ် နော်နီမာတွေကြီးရှိတယ်ဂါဘရီယယ်ခြေဆုရှိအဲ6ယောက်အဲ6ယောက်ကချက်ချာအသင်းတသင်းကိုသွားလိုက် first try နီးပါးရတဲ့ကစားမအများကြီးပဲအကုန်လုံးနီးပါးပဲဗျာ maybe ဂျာခြေဆုဒါပေမဲ့တချို့အသင်းတွေမှာခြေဆု first try ရနိုင်တာပြောချင်တာ quality player ဥမာစပါးဆိုလဲအဲ့တိုင်းပဲသူတို့မှလည်းတကယ် player တွေအကုန် injury ဖြစ်နေတာဆိုတော့အဲ့ပြဿနာပေါ့လေမနေ့ကဆိုရင်အာထက်တာတစ်ချက်ပဲမားတာပေါ့လေမနေ့ကကျွန်တော်အမြင်ပြောတာကျန်တဲ့ပိုင်းတော့ကျွန်တော်မပြောပါဘူးအာထက်တာတစ်ချက်ပဲပါတယ်အဲ့ဒါပါလဲဆိုတော့ average အစည်းထုတ်တဲ့အပိုင်းကဲ နောက်တစ်ချက်ကနောဂကိုထည့်ပြီးတော့မီခယ်မိုရီနိုကိုထုတ်တဲ့နဲ့အပိုင်းနေ။အမှနောဂကိုကျွန်တော်ထည့်လိုက်ရမှာ။ဥပမာဘာလို့ဆိုကွင်းလေကကျွန်တော်တို့ကစပိတ်စီရများနေလား။လောင်းဘောတွေစထောင်မှုတဲ့ကွင်းလေတွေမှာဘောလုံးပေးတာတွေများပြီ။သူတို့ကွင်းလေကိုစပြီးတော့လက်ကျန်မိနစ်တွေထိန်းချုပ်လာတဲ့အချိန်မှာသူအဲ့ညာမှာနောဂကိုကောက်ထည့်လိုက်ရမှာ။ထပ်ပြီးတော့ပြီးတော့နောဂကလည်းရင်းနဲ့အပေါ်ကောင်းနေ။ဆိုတော့ဒီပိုင်းလေးတွေဒါပေမဲ့မနေ့ကသေပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့အရန်ကြီး စိုးရိမ်မှုရှိဘူးဗျာ။ဒါပေမဲ့ Manchester City ရဲ့အကောင်းဆုံးဖောင်လီဗာပူးရဲ့အကောင်းဆုံးဖောင်ပြန်ရနေသည့်တိုင်အောင်ဘာဖြစ်ဖြစ် risk မှာအနည်းဆုံးတော့၄မှတ်၅မှတ်ကံကောင်းရင်၆မှတ်ထိဖြတ်လို့ရနိုင်သေးတယ်။ဒါပေမဲ့ question က Arsenal ရဲ့ international break ပြီးမှပြန်ဆုံလာမဲ့လူစင်းတဲ့ option တွေများလာတဲ့အခါမှာကျွန်တော်တို့ဘလောက်ထိကလန်လန်ပြန်နိုင်မလဲဆိုတဲ့အချက်ပဲအဲ့ချက်ကအာစနယ်ရဲ့မနေ့ကပွဲအပြီးပေါ့လေဘိုင်မြူနစ်လို16ပွဲစတိုက်နိုင်တဲ့ကောင်တော်မနေ့ကတေကျသွားသေးတာပဲဗျာဆိုတော့ဒီလိုသေးတောင်တေကျကျွန်တော်လည်းတေကျတော့မဆန်းပါဘူး ဒါမနေ့ကဥရောပရဲ့အကောင်းဆုံးကိုသတ်မှတ်ထားတဲ့အသင်းတွေအမှတ်ရော့သွားတယ်ဆိုတော့ကြီးကြပ်ပဲ PSG လည်းသူလိမှာသူတည်ကြသေးတာပဲတခါလေးကြာရင်ဆိုတော့ကျွန်တော်ပြန်လာတဲ့အချိန်မှာကျွန်တော်စပါးကိုကျွန်တော်အိမ်ကွေးကံမယ်ကျွန်တော်အိမ်ကွေးဖြစ်တဲ့ကြောင့်အိုက်ပွဲရတော့ကျွန်တော်တို့ကအရင်ပြဿနာမရှိလာဘူးမြောက်လန်တန်တိုင်းဖြစ်လို့ intensive ဖြစ်ကောင်းဖြစ်နိုင်မယ် aggressive ဖြစ်ကောင်းဖြစ်မယ် something stupid ဖြစ်တဲ့ VR decision တို့လူထုတ်ခါတာလည်းမဖြစ်ရင်အိုက်ပွဲကျွန်တော်တို့ကမခတ်ဘူး ဘိုင်ယန်ပွဲချန်ပီယံလိဖြစ်တဲ့အတွက်ကြောင့်နှစ်သင်းလုံးအတွက်ကပွဲကောင်းချယ်ဆီကွင်းကလည်းကျွန်တော်ချယ်ဆီကွင်းကကျွန်တော်တို့ကခက်ခဲတဲ့ကွင်းပဲဒီ recently ပါကျွန်တော်နှစ်ပွဲလုံးသေးကြတယ်ဒါပေမဲ့ချယ်ဆီနဲ့ကျွန်တော်တို့ကအခုနောက်ပိုင်းကစားတဲ့ပွဲတွေမှာကျွန်တော်တို့မရှုံးအောင်လို့ကောင်းကောင်းကန်နိုင်နေပြကျွန်တော်ချယ်ဆီပွဲကိုအမှတ်ရော့သွားရင်တောင်မှအဲ့၃ပွဲအပြီးမှာကျွန်တော်တို့အတွက်ကဇာတိမှာရှိသေးတယ်ဗျာဇာတိမှာရှိသေးတယ်အဲ့နောက်ပိုင်းမှာမှကျွန်တော်တို့ကြည့်လို့ရှိရင် Bradford ကိုအိမ်ကွင်း Aston Villa Tough Game အဝေးကွင်း ပြီးရင် Wuvada အိမ်ကွေ Evergan အဝေးကွေ Brighton အိမ်ကွေ Villa အိမ်ကွေပြန်ကမ်းမယ်အဲ့မှာ6ပွဲစတိုက်အဲ့6ပွဲမှာကျွန်တော်အမှတ်ယူနိုင်တယ်အကုန်လုံးဒီပါအမှတ်ယူလို့ရမယ် chance ရှိတယ် Villa တပွဲပဲအဝေးကွေရှိတာဆိုတော့ခုန3ပွဲပြီးမှာ 6ပွဲစတိုက်ဟာ16နဲ့ဆိုတော့အဲ့ဒါတွေကကောင်းကောင်းသင်ကန်းစာယူရမယ်ဒါပေမဲ့မနေ့ကဆန်ဒလန်နဲ့ပွဲကကစားပုံပုံစံတက်ဟာအာဆနယ်ကို cost ပစ်စီလာတော့အမှန်ပဲတခြားသင်တွေ copy ယူဖို့တော့ရှိတော့ရှိနိုင်တယ်ဒီချက်ကအာဆနယ်တော်တော်လေး weak ဖြစ်စေတယ်ဒါပေမဲ့မနေ့ကကျွန်တော်တို့ကိုယ်တိုင်လည်းလုံလောက်တဲ့ chance အများကြီးရခဲ့တဲ့ပွဲကိုစုံမှုခဲ့ပေမဲ့အတိုင်းတာတူတူကျွန်တော်တို့ limit ဖြစ်သွားတယ်ဘာပဲဖြစ်ဖြစ်အာထက်တာအတွက်သင်ကန်းစာယူစရာရှိလို့လဲစရာ option မရှိလဲစရာ option မပါတော့တဲ့ဒဏ်ရာပြဿနာတွေကလည်းသူတို့မနေရအနိုင်ရဖို့အတွက်နောက်ထပ်ဂီယာတစ်ခုတင်ဖို့မှာအနေငယ်တိုင်ပတ်သွားဆိုရအမြင်ပဲကျွန်တော်အမြင်ပေါ့လေဘယ်လိုမြင်ကြလဲကိုမမဝေယမချက်ပေးကြပါဟာလို့ကြည့်တူပါလေ